မန္တလေးမြို့မဟာအောင်မြင်မြို့နယ်ထဲမှာမဲဆင်းကွာဟမှုတွေရှိနေတယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်လောင်းကပြောဆိုလိုက်ပါတယ်ဦးကျော်စေကသတင်းပေးပို့ထားတာပါခုတရင်နာရှင်လင်းဘွဲကိုမြို့သားဒီမိုကရေစီအဖွဲ့ချုပ်တိုင်းယုံမှာနိုဝင်ဘာလ6ရက်နေ့နေ့လယ်ပိုင်းကအကျင်းပပြုလုပ်ခဲ့တာပါမဟာအောင်မြင်မြို့နယ်အတွင်းရက်ွက်ကြီး၄ခုနဲ့စံအကွက်ငယ်၂၀ခုကိုမဲဆင်းစီစဉ်မှုတွေအော်တိုဘာလ14ရက်နေ့ကပြုလုပ်ခဲ့ရမှာလူ9000ကျော်ပုံနေခဲ့တဲ့အတွက်ကော်မရှင်ကိုတင်ပြခဲ့ကကော်မရှင်ကစီစစ်ပြီးမဲဆင်းပုံနေတာမှတ်တယ်လို့တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်ကပြောပါတယ် ကျွန်တော်တို့ကအော်တိုဘာ၁၄ရက်နေ့စပြီးတော့မဟာအောင်မြေမြို့နယ်မှာမင်းစင်းစီစစ်တာတိုင်တဲ့ဆင်းထုတ်ခဲ့တယ်နော်ဒီလိုကျွန်တော်တို့ကတ်ကလေးတွေကိုပဲရေးပြီးတော့တိုင်တဲ့ဆင်းလိုက်ပေးပြီးတော့မဲဖို့များကိုစီစစ်တဲ့အခါမှာနော်ကျွန်တော်တို့ကဆန်အကွက်ငယ်ပေါင်း22ကွက်ရက်ကွက်ကြီး၄ရက်ကွက်ထဲကဆန်အကွက်ငယ်ပေါင်း22ကွက်ကိုစီစစ်တဲ့အခါမှာ9190နဲ့ကိုပို့တယ်နော် ရာဂိုင်လုံးအပြင်39.2အရာဂိုင်လုံးပို့ပါလေဒီကိစ္စကိုကော်မရှင်ကိုကော်မရှင်အစစ်အစစ်ကိုအကြောင်းကြားတဲ့အခါမှာညွန့်နယ်ကော်မရှင်ကခရိုင်ကော်မရှင်ကဥက္ကဋ္ဌများကမဲဒီပို့နေမှတ်ပါလေသူတို့ကပုံစံမြင်း66မြင်းဆောင်ချုပ်နေလုထားတဲ့အတွက်ဒါတွေကပို့နေတာဖြစ်တယ်သူတို့ရဲ့ကျွန်တော်တို့နော်ဒီဟာကိုတင်ပြလာတဲ့အတွက်သူတို့စီစစ်တာမှာ1900ကျော် မဲစင်းမှာပိုနေပါတယ်လို့ပြောပါတယ်ဒါအခိုင်မာပဲမဲစင်းမှာနာမည်ပါပြီးအပြစ်မှမရှိတဲ့အမမျိုးတွေလူတအူးနေမယ်နဲ့နေရာတော်တော်များများမှာပါနေတာတွေရှိနေတယ်လို့လဲဆိုပါတယ်ဒီကျွန်တော်တို့အင်အောင်စရာနေပြီးတော့ထွက်သွားပြီးတခါပြန်ပါလာတယ်ဆိုတဲ့ဟာတွေကလည်းအများကြီးပါအခုရေကော့ဘွဲကော်မရှင်ဥက္ကရာပြည်တော်စုဥက္ကရာအပါဝင် အသီးသီးသောကော်မရှင်ဖွဲ့ဝင်လူကြီးများများเนาะတိုင်းပြည်နဲ့နာကိုထောက်ထားပြီးတော့ ခင်ဗျားတို့ရဲ့ဂုံသိက္ခာကိုလည်းပဲငှက်ွက်ပြီးတော့ဟောဒီတက်တည်မခံနိုင်တဲ့စာရွယ်ကလေးနဲ့တိုင်းပြည်ကိုကြောက်ထဲဆွဲမချကြပါနဲ့နော်တရားမြတ်တာပြီးတော့ဒီဒီချင်းတရားမြတ်တာပြီးတော့တန့်ရှင်းနဲ့လွတ်လပ်တဲ့ရုပ်ကောက်ပွဲမဖြစ်ဘူးဆိုရင်ဒီတိုင်းပြည်ရဲ့ကံကြမ္မာဟာမတွေးဝင်စရာဘူးမန်းလေးမြို့မဟာအောင်မြေမြို့နယ်အတွင်းမှာမဲယုံပေါင်း82ယုံရှိပြီးမဲပေးနိုင်သူဦးရေ36000ကျော်ရှိတာဖြစ်ပါတယ်ကျွန်တော်ကြော်စီပါ